ဖြစ်နေအမြတ်ခန္ဓာကိုယ်ကြီးကိုကျွေးမွေးပြီးတော့နေကြရတယ်။မလှလှအောင်မဝဝအောင်မလှလှအောင်ဆင်ညာရတယ်မဝဝအောင်စားကြရတယ်။ခန္ဓာကိုယ်ကြီးအတွက်နေစဉ်အလုံးလုံးနေကြတယ်။သို့သောဒီယုတ်ခန္ဓာကိုယ်ကြီးဟာသိရင်ပြည့်လျက်ရတယ်ဆိုတာလူတိုင်းသိတာ။ရှားထားတဲ့ပစ္စည်းတွေဟာလည်းနောက်ဆုံးထားခဲ့ရတယ်ဆိုတာလူတိုင်းအမြင်ပဲပေါ့။ အဲ့ဒီတော့ဘဝမှာတန်ဖိုးရှိတဲ့အရာဘာတွေလဲဆိုတာအမှတ်တမဲ့မနေနဲ့ကိုယ့်ရဲ့နေစဉ်ဘဝမှာတဒါလို့ခေါ်တဲ့ဖရာတရားတန်ခါပေါ်မှာစိတ်ဆုံးဖြတ်ပြီးအတိညာနဲ့ယုံကြည်မှုတိလလို့ခေါ်တဲ့အ ਨੇ ဆုံး၅ပါးတိလကိုချက်တရားတုဒ္ဒလို့ခေါ်တဲ့ရသော်ဗျာရဲ့အဆုံးအမ တရားတွေစာကလို့ခေါ်တဲ့မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုဒါနကောင်းမှု ပြုလုပ်မှုမစ္ဆရိယတရားကိုတွန်းလှန်ဖယ်ရှားပြီးတော့ပေးမှုကမ်းမှုလူမှုတမ်းမှုပညာလို့ဆိုတဲ့ယုံ nant တရားတွေကိုသိရှိပြီးယုံ nant တရားတွေထဲမှာငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူး ရုပ်တရားနံတရားတသက်တာရှိတယ်ဆိုတဲ့ပညာရက်တွေဒီပညာတွေဒုတနာမှာရှိမှာအခုလို့တတ္တသီလသုဒ္ဓဆာကပညာလို့ဆိုတဲ့တန်ဖိုးရှိတဲ့အနှစ်တွေဒုတနာမှာရှိဖို့လိုအပ်တယ်အကယ်၍ဒါတွေမရှိဘူးဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးကမလှလှအောင်ဝတ်တယ်မဝဝအောင်စားတယ်တည်သွားရင်တော့ တတသီလသုဒ္ဓစာကပညာနဲ့ကိုယ်စိတ်လေးကိုထုံမှန်းပြီးတော့မပေးဘူးဆိုလို့ရှိရင်နောင်ဘဝအလားလာကောင်းစရာမရှိဘူးတဲ့ဒါတတိထားဖို့ပေါ့နော်ဒါဖြင့်တတ္ထာနဲ့ဘလို့ထုံမှန်းရမှာလဲလို့မေးလို့ရှိရင်အေးမြတ်စွာဘုရားကို အာယုံပြုတ်ပြီးတော့စိတ်ထဲမှာကြည်နူးတဲ့စိတ်တွေ ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတဲ့စိတ်တွေစိတ်ကြီးနေဖို့ကုသိုလ်ကောင်းမှုပေါ်မှာအမြဲတမ်းစိတ်တွေညွတ်ပြီးတော့စိတ်ကြီးနူးနေဖို့ဖရာပေါ်မှာဒါကဖရာအစစ်မှန်ပဲကိုယ်ွယ်တိုက်တဲ့ဖရာအစစ်မှန်ဆိုတာဒါသာအမှန်ပဲလိုက်နာကျင့်သုံးရမယ့်တရားဆိုတာလေဒါသာအစစ်မှန် ိုကိုရမဲ့တန်ဃာဆိုတာဒီအရိယတန်ဃာတွေဒါအစစ်မှန်လို့ဆုံးဖြတ်ချက်ချထားတဲ့တရားနဲ့မပြတ်မပြတ်ဆင်ញင်စဉ်းစားပေးတာဟာတရားနဲ့ထုံမွန်းတယ်လို့ပြောတာသီလနဲ့ထုံမွန်းတယ်ဆိုတာငါးပါးသီလခံယူပြီးတဲ့နောက်တနေ့နေ့စဉ်မပြတ်တတိယတိုင်းတတိယတိုင်းဆင်ញင်သုံးသက်ကြည့် ငါဒီကနေ့ဗာနာတိပဒမရှောင်းနေအရိဏဒါနကာမိသုမေသာသရမုသဝရသူရမေရယကရှောင်းနေငါသီလမကျူဘူးဒီရှောင်းခြင်းမှုတွေဟာယာနာပုဂ္ဂိုလ်ရရသက်ပံပြည့်စုံတဲ့အရေးချင်းတွေပဲဖြစ်တယ်ငါလည်းဒီကနေ့ယာနာပုဂ္ဂိုလ်တွေလို့ကျင့်ရပြီလို့စိတ်ထဲမှာဝန္တာကြည်နူးနေသည်ထီအောင် အကျဉ်းကြီးအထထဆင်ញင်ဆုံးစဉ်းစားပေးရမယ်။နော်အဲ့ဒီလိုလှုပ်တာကို လူတွေကကမ္မထမ်းလို့မထင်ဘူးတရားလို့မထင်ဘူးဒါကတရား။တနေ့တစ်ခါအ ਨੇ ဆုံးလုံးမိအောင်စဉ်းစားမိအောင်စဉ်းစားငါပဏ္ဏတိပတ္တကစင်ကြယ်ရလားရှောင်းရလားအဋ္ဌိဏဒါနကလွတ်ကင်းရလားဆိုတာတွေ စင်ရင်သုံးသပ်လိုက်တဲ့အခါမှာအဖြေထွက်လာအဲ့ဒီထွက်လာတဲ့အဖြေဟာကောင်းတဲ့အဖြေဆိုရင်ပိတိတွေဖြစ်လို့ဝမ်းမြောက်ဝမ်းသာတွေဖြစ်လာကိုယ်ကိုအားရလာအဲ့ဒီလိုအားရလာတီလနဲ့ထုံမွန်းထားတယ်လို့ဒီလိုပြောတာအေးတရားဓမ္မအားထုတ်တယ်ဆိုတာ အခုလို့ဆင်ရင်သုံးသက်ခြင်းဟာလည်းပဲတရားဓမ္မအထုတ်တယ်လို့ပဲဆိုလို့ရတယ်ပေါ့တီလာနဲ့ထုံမှန်းထားမယ်ဒီလိုလှုပ်တာကိုယ့်အိမ်မှာကိုယ်အလုပ်လုပ်ရင်းလဲလှုပ်လို့ရညအိယာဝင်တဲ့အချိန်ဖြစ်စေနာနဲ့အိယာထားတဲ့အချိန်ဖြစ်စေဆင်ရင်သုံးသက်မိပြီပီတိတွေဖြစ်သည့်ထီအောင်လောရမယ်လို့ဒီလိုဆိုတာတုတ္တန်နဲ့ထုံမှန်းတယ်ဆိုတာကိုရတဲ့တရားစာတွေရွတ်ဖတ်တယ်သုံးဖို့ နာထားတဲ့တရားတွေရဲ့အတိတ်ပဲဆင်ញင်သုံးသပ်တဲ့သူတန်နဲ့ထုံမွန်းစာကားနဲ့ထုံမွန်းတယ်ဆိုတာအေးငါဒီကနေ့မနေ့ကစပြီးညနေအထိဘာတွေလှူတော့မစ္စရိယတရားတွေကင်းပြီးတော့စာက ကိုကိုတိုင်းလှူတာတဏှာလေးတွေကိုအာယုံ ပြုတ်ပြီးတော့ဆင်ញင်သုံးသပ်ပညာဆိုတာကြတော့ရုပ်တရားနံတရားတွေကိုခွဲခြားဆင်ញင်ပြီးငါမှာ ရုပ်နဲ့နာဒီနှမျိုးပဲရှိတယ်အဲ့ဒီနှမျိုးဟာလဲသာဝရပြောင်းလဲနေတာ ဖြစ်လို့မမြဲဘူးမမြဲလို့ပဲကျင့်တတ်เสียမကောင်းတဲ့ဒုက္ခငါရဲ့အလိုတိုင်းဘာမှမဖြစ်ဘူးဆိုတဲ့အနတ္တလို့ဒီသဘာဝတရားတွေကိုယ်တဏ္ဏနဲ့ဆက်ဆက်ပြီးတော့မြင်လာလို့ရှိရင်ပညာမပြတ်မပြတ်ဆင်ញင်အထုတ်ပေးခြင်းအဖြစ်ဒီပညာလည်းကိုယ်တဏ္ဏစိတ် ကို ပညာနဲ့ထုံမှန်းတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့လှုပ်လို့ရှိရင်မိမိရဲ့စိတ်လေးဟာတရားတွေလည်းစွန့်ထက်လာမယ်စိတ်ကလေးမှာတိလနဲ့ပတ်သက်တဲ့အရာတွေလည်းစွန့်ထက်လာတယ်သူတ္တစာကပညာတို့နဲ့လည်းအစွန့်ထက်လာတော့ဒီစိတ်လေးရဲ့စွန့်ရတ္တိဟာမြင့်မားလာတယ်လို့ဒီလိုဆိုတာမကောင်းတဲ့ဘဝကိုမရောက်စေဘူး ရသော်ဘုရားကဟောတဲ့တရားတွေမှာစိတ်ဟာအဓိကဘုရားကဟောတဲ့စိတ်တွေဝိတုဒ္ဓေသူကတိပါဋိခေခစိတ်တန်ရှင်းစင်ကြဲနေတယ်ဆိုရင်ကောင်းမြတ်တဲ့ဘုံဘဝသာအလားလားမြော့လင်းစရာရှိတယ်လို့ဒီလိုဆိုလိုတယ်အဲ့တော့ဒါတွေနဲ့မိမိစိတ်ကလေးကိုစင်ကြဲအောင် လောဘဆိုတဲ့အညစ်အကြေးတွေဒေါသဆိုတဲ့အညစ်အကြေးတွေမောဟတွေမာမနတွေဆိုတဲ့အညစ်အကြေးတွေကကင်းဝေးပြီးတော့ကြည်လင်အေးမြတဲ့တတ္တသီလသုဒ္ဓဆံဃာပညာဆိုတဲ့ဒီအအေးတရားတွေနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုထုံမှန်းပေးရမယ်ဆိုတာကိုမမေ့ဖို့လိုအပ်တယ်သူတို့